အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့မင်းရဲ့ငယ်က KTV မှာအလုံးလို့ရင်းလမ်းမရောက်နေလို့ ကူညီပေးတာပါလို့ပြောတဲ့ယောက်ျားကြောင့်ခံစားခဲ့ရတဲ့အကြောင်းကိုပြောပြလာတဲ့အန်တီရဲ့ရုပ်တံဗီဒီယိုလေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်တနာကျော်တက်ကိုသူ့ကလေးနေမကောင်းတော့ဖုန်းဆက်တဲ့ကိစ္စကလည်းကျမမျိုးသားသိတယ်ပြန်ပြောတာနေမှာပေါ့နော်အဲ तू က ကျမကိုသာဓာတ်ရိုက်မမေးတာကျမဒီအမျိုးသမီးစီကိုဒီမျိုးသမီးကိုပြောတဲ့စကားလေးကုံနဲ့သူ့ကုံတည်ပြီးသားအဲ့တော့ကျမတန်နာကျုံဗမာမြင်ဘူးလေလို့မင်းကျမတို့အဲ့တော့မြင်းနီကုံယူဇနာစင်တာကြီးစဖွင့်တဲ့အချိန်မှာ ကျမတို့အဲ့ညနေပိုင်းလေးကျမရဲ့ကျမရောင်းမရဲ့ပြီးတော့အခု ကျမမှာ TikTok မှာ friend ဖြစ်နေတဲ့ဟိုစမတ်ငယ်လို့ရှိရဲသူတွေကုံတော့လေကျမတို့ ਨੇ ကျမရောက်ခမကြီးနဲ့ပတ်သက်တဲ့သူတို့ရောက်ခမကြီးနဲ့တက်မှတူနေခဲ့တဲ့မိသားစုဝင်တွေပေါ့နော်မငယ်တို့နဲ့ကျွန်တော်ယူဇနာစင်တာအဲ့ညနေပိုင်းလေးသွားတယ်ကျမကအဲ့ယူဇနာစင်တာကဟိုဟာလေယူဇနာစင်တာဒီဘက်ကအဝတ်စားဟိုဘက်မှာဟမ်ဘာဂါတို့ဘာတို့ရောက်နေနေရရှိတယ်ကျမအဲ့စားသမျှရန်ကုန်မှာစားသမျှဘာဂါတွေမှာတော့အဲ့ယူဇနာစင်တာဟမ်ဘာဂါကိုအကြိုက်ဆုံးသွားတဲ့ချိန်မှာအဲ့ဝင်လိုက်ယူဇနာစင်တာထဲဝင်ပြီးတော့ ဝင်လိုက်တဲ့အချိန်မှာအင်ကြီးအထယ်ကြီးရောင်းတဲ့အတန်းရှိရဲ့အဲ့ဒီအချိန်မှာကျွန်မဘာလှမ်းမြင်လိုက်လဲဆိုတော့ကျွန်မကိုကြီးရဲ့တငယ်ချင်းကိုစောတို့လှမ်းမြင်လိုက်တာ။ तू ကသူ့ရဲ့နောက်တစ်ယောက်ပါတယ်နောက်တစ်ယောက်နာမည်တော့မမှတ်မိတော့ဘူး။အဲ तू ကအမျိုးသမီးအမျိုးသမီးတယောက်နဲ့ရက်စကားပြောနှုတ်ဆက်နေတဲ့ပုံစံမျိုးပေါ့နော်။ရက်စကားပြောနေတာမြင်တော့ကျွန်မကိုစောတို့ကိုမြင်တော့အဲဟိုမှာကိုစောသူကြီးတော့ဆိုပြီးကျွန်မကိုစောသူစီကိုသွားလိုက်တာပေါ့နော်အမနော်အော်ကိုစောသူဒီလိုလာလာလို့မင်းမလို့သွားတာပါ။ အဲ့မှာအဲကိုစောထူးလို့ခေါ်လိုက်တဲ့ခါမှာကိုစောထူးကလည်းလှဲ့ကြည့်ရကျမကိုလှဲ့ကြည့်ပြီးတော့မျက်နှာတမျိုးလေးတော့ဖြစ်သွားတယ်အဲကျမကဟိုပါပေါ့အာအသက်တာငယ်ပေမဲ့လူတွေရဲ့မျက်နှာမျက်နှာကလည်းကောင်းကောင်းကြည့်တတ်ပါတယ်ဟိုပေါ့မျက်နှာမျက်နှာကြည့်ရဆိုတော့သူ့မျက်နှာတမျိုးလေးဖြစ်သွားတဲ့ချိန်မှာ तू ကသူ့မျက်နှာဘလို့လဲဆိုတော့ဒီ तू တဏ္ဍာကျော်နဲ့စကားပြောနေတာကိုတဏ္ဍာကျော်မှန်းကျမကိုမသိစေချင်တဲ့မျက်နှာမျက်နှာကပြောတာပါเนาะ အဲ့ဒါနဲ့သူ့ရှိတိတိမှရှိတဲ့အမျိုးသမီးကိုကျမကလည်းကြီးလိုက်တဲ့ချိန်မှာအဲ့အမျိုးသမီးကကျမကိုပြုံးပြတာကျမလည်းပြန်ပြုံးပြပါတယ်ပြုံးပြပြီးတော့အဲ့ဒါနဲ့အေးဟုတ်တဲ့ခဏလေးရဲ့ဒီမှာတဲ့ဟွာတဲ့ပစ္စည်းလေးတစ်ခုလောက်ဝယ်တာတဲ့အဲ့ဒါနဲ့အဲ့လိုပြောပြီးတော့ပြန်ထွက်သွားအောင်ကိုစော်သူကထွက်သွားတဲ့အခါမှာအမျိုးသမီးကိုကျမကြီးလိုက်တော့အဲ့တော့ကျမကိုပြုံးပြတော့အာအမအမကျမကိုတီလာလို့ကျမလည်းမေးလိုက်တယ်ဟုတ်တယ်စပယ်မလားတဲ့တနာကျော်ပါတဲ့อืม ပထမဆုံးစမြင်ဘူးတာပေါ့နော်အဲ့ဒီအမကအသားညိုတယ်အမ် तू ကဟိုပါပေါ့သမင် original အောက်ဖြစ်မှတင်တယ်သမင်အောက်သူ့မျက်နှာဘောက်ကလေဟိုမျိုးဗမာအစ်စ်ပုံတော့မဟုတ်ဘူးအဲအဲ့ဒီအမကဟိုကအဲဖင်လုံးကြီးကြီးပေါ့ကွယ်ဖင်လုံးကြီးတယ်ရင်ဘတ်တော့မကြီးဘူးခါတေးသေးဖင်လုံးကြီးကြီးအဲ့လိုပုံစံမျိုးအသားညိုညိုတော်တော်ညိုတယ်အာပြီးတော့သူညိုပြီးတော့မဆိုဘဲနဲ့ခြောက်တယ်ကွာအ ဒါပေမဲ့ तू အဲ့လိုမျက်လုံးခက်ပြူပြူလေး तू မျက်လုံးကကလမမျက်လုံးလေးနဲ့တူတယ်အဲ့တော့ဘာဆက်လဲတော့မသိဘောအခုခုပေါ့နော်အဲ့နဲ့အော်ဟုတ်တယ်ပေါ့နော်ကျမလည်းပြုံးပြလိုက်ပါလေကောင်းကောင်းမယ်အဲကျမရောင်းမကျမတော့နောက်ကနေဆွဲစိတ်နေရနေစကားပြောစရာအကြောင်းမရှိဘူးပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့လေ အမျိုးသမီးတယောက်ကအမျိုးဒီအမျိုးသမီးတယောက်ကတော့ယောက်ျားတွေကပုံမှန်ကိုယ့်ဟာကိုယ့်ဟာကိုယ်ကိုယ်အိန္ဒြေနဲ့ကိုယ့်ဂုံတိတ်ခါနဲ့ကိုယ်နေဘယ်အမျိုးသမီးမှလိုက်ပြီးတော့စလို့တော့မရဘူးပြာတိလားလက်ခုပ်ကလည်းနှစ်ဖက်တီးမှမြည်တာလက်ခုပ်တစ်ဖက်တည်းတီးတာပါချမှရမှာလीနော်အဲ့တော့ကျမကျမလည်းပြုံးပြလိုက်ပြီးပြန်လာတော့အော်ဒါတဏ္ဍကျော်ဆိုတာဒါပေါ့နော်မြင်ဘူးပြီးသွားတယ်ပေါ့တဏ္ဍကျော်မြင်တဲ့အချိန်မှလीကျမကမုန်းတာတွေလည်းမရှိဘူးဘာမှမရှိဘူးဟိုကျမက ကောက်ချက်ချတာတခုပဲရှိတယ်။အော်။ကိုကြီးကဖိနှုံးကြီးကကြိုက်တယ်နဲ့တူပါတယ်ဗော။ကျမရဲ့ကောက်ချက်နော်။ဖိနှုံးကြီးကကြိုက်တယ်ဗော။အဲ့ဒါလေးကောက်ချက်ချပြီးတော့ကျမစိတ်ထဲမှာကောက်ချက်ချပြီးကျမတို့ပြန်လာတယ်။နောက်ပိုင်းအဲ့မှာဗော။တဒင်းနေရတော့ကြားပါတယ်ကျမလည်းနောက်ပိုင်းအာကြားတဲ့တဒင်းနေရဆိုဘယ်လိုလဲဆိုတော့ကွာကျမကိုစိတ်မပူဘူး။ကိုစောထူးတွေကပြောတော့အချိန်တိုင်းပြီးသွားမယ်ဗောနော်။ဒါယောက်ျားလေးတွေအချင်းချင်း ပလင်းတူဘူးစိုးလုတ်တဲ့အခါမှာပြောနေကြစကားပါအချိန်တိုင်ပြီးသွားမယ်မဟုတ်အချိန်တိုင်ပြီးပြီးမပြီးပြီးကျမအတော့တကယ်တော့စိတ်ဝင်စားတော့ဘူးတိလားကျမဟိုဘောနော်ကျမရဲ့ပုံစံဘယ်လိုလဲဆိုတော့အဆုံးဖြတ်ချက်ကိုဒီကျမမျိုးသားနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကိုအလင်းစလိုချဖို့ဘာမှမခက်ဘူးဒါပေမဲ့ကျမမှာသားလေးနှစ်ယောက်ရှိနေတယ်ကလေးလေးကသားငယ်လေးဆိုလာသားလေးပဲရှိသေးတယ်ငယ်သေးတဲ့အတွက်ကြောင့် တွေ့ဝင်နေရလဲမှန်ကောင်းမှန်ပဲကျွန်မချစ်လုံးလို့မခွဲနိုင်လို့အဲ့လိုမျိုးဖြစ်တာလုံးဝမဟုတ်ဘူးဟိုတနေ့တခြားလေးကျွန်မကျွန်မအမျိုးသားပေါ်မှာလေးစားသမှုတွေယုံကြည်မှုတွေအထင်ကြီးမှုတွေတစ်စက်မှမရှိတဖြည်းဖြည်းယော့လာတာအနှုတ်လက္ခဏာပဲတောင်သွားနေပြီကျမရဲ့ကျမမျိုးသားပေါ်ထားတဲ့စိတ်ကပေါ့နော်အဲ့ဒီမှာဒီပုံစံနဲ့နေလို့မရဘူးဆိုတာကိုသိတယ်သိတော့ဟိုနောက်ဘယ်တော့မှမကြပါဘူးကျမအဲ့ဒီဟိုဟာအဲ့ဒီအမျိုးသမီးအမအကိုဖုန်းဆက်လိုက်တယ် အမလို့အမနဲ့အကိုကြီးနဲ့ဘတော့ယူမှာတော့ကျမ ਈ တိုင်းမိတာနော်အင်းနဲ့အဲ့လိုမဟုတ်ပါဘူးစပယ်ရဲ့တဲ့စပယ်ထင်မြင်လွဲကနေမှာပါတဲ့ဟိုပါပေါ့ဟိုအမတို့လည်းခုမတွေ့ဖြစ်တာကြားပါပြီပေါ့အဲ့ तू ကတော့ယူမဲ့ကိစ္စပြောတိုင်း तू ကစကားမဆောက်ဘောနော်ဟိုအဲ့ဒီဘက်ကိုမရောက်ပဲနဲ့တခြားလမ်းကြောင်းကိုလွဲလွဲပြီးအများလမ်းပြောတယ်အဲ့တော့ကျမသတိထားမိတာဗာလဲဆိုတော့ဟိုပါပေါ့ကျမအမျိုးသားကလည်း तू က သူယောက်ျားတွေမှာသူတို့ကြိုက်တဲ့ site site နဲ့ guide နဲ့ရှိတယ်ပေါ့နောက်ပိုင်းမှာကျမသိတာပါပြောနေတာကိုကြားဘူးတာအဲ့တော့ तू ကလည်းဖေနှုံးကြီးတော်ကိုကြိုက်တာဖြစ်မှာပေါ့နော်ဖေနှုံးကြီးတော်ကိုကြိုက်ရအစိုးရဖေနှုံးကြီးတဲ့မိမကိုရှာယူလေဆိုတော့သူတို့ဖေနှုံးကြီးတဲ့မိမကိုရှာမိပဲနဲ့အခုကျမသားကလေးတွေလည်းရလာပြီးမှဖေနှုံးကြီးတဲ့မိမကိုကြိုက်တယ်ဆိုရင်လည်းရအောင်ယူဖို့ယူဖို့ယူရမယ်ကျမကတော့ဒါပေမဲ့ကျမမျိုးသားကဘယ်လိုလဲဆိုတော့ तू စင်တင်မှာအဆိုးတဲ့အဆိုးတော့မိမတယောက်ကိုယူလောက်တဲ့အထိစိတ်ကူးမရှိခဲ့တာဖြစ်မှာပေါ့နော်။ तू လဲဟိုအချိန်တိုင်းပြီးသွားမယ်လို့ပဲစိတ်ထဲမှာ तू လဲမှတ်ထားလို့ဖြစ်ရင်ဖြစ်မှာပေါ့။ဒါပေမဲ့ तू တကယ်တော့ဒီအမိုင်ကြီးကိုတော်တော်သဘောကျခဲ့တာကျွန်မသိတယ်။ဘာဖြစ်လို့လဲဆိုတော့တက်မှာအတက်ကတက်စနေနေ့မျိုးအဲ့ရနိုးပြီဆိုရင် तू သချင်းဖွင့်တယ်။ तू သချင်းကဘာလဲဆိုတော့ secret ကိုဖွာပြီးတော့တက်ရှေ့ကကိုင်းပြီးကိုကြည့်ပြီးတော့ဘာသချင်းနားထောင်လဲဆိုတော့ ထွင်တင်ရဲ့အကျဉ်းသားရဲ့ရည်ဝေးတဲ့အပြုံးလေးများချာမှာကိုယုံထွက်မရပါအဲ့တခြင်းကျမထက်ခုနှစ်နှစ်နီးပါးလောက်ကြီးရဲ့ယောက်ျားတယောက်ကအမလီမျက်စိလေးကိုမှေးပြီး secret လေးကိုဟမ်ပပါဟမ်ပပါဖွာဗီဒီယိုအကျဉ်းသားရည်ဝေးတဲ့အကြည့်မရယုံထွက်မရယုံထွက်မနေနဲ့တော့ချတာချစိတ်ထဲကပြောနေတာအဲ့တခြင်းကိုကျမကလေစနေနေ့မနက်ခင်းတိုင်းကြားရတဲ့တခြင်းတိလားကျမကောင်းကောင်းမှတ်မိတယ်ကောင်းကောင်းလည်းအလို့ရတယ် ဲ့တော့ကျမကြည့်ပြီးတော့ငါဘာလုပ်ရမလဲပေါ့အဲ့နဲ့တရက်တော့ကျမလည်းသူ့ကိုရန်ဆလိုက်တယ်ကိုကြီးနင်ဒီမိမကိုတကယ်သဘောကျတယ်ချစ်တယ်ကြိုက်တယ်နှစ်သက်တယ်ဆိုရင်ယူလို့ပြောတော့ယူဖြစ်အောင်ယူရတယ်ငါမနှောက်ရှက်ဘူးယူမယ်လို့သာဆုံးဖြတ်ပြီးတော့ယူမယ်ညီမလေးငါတို့ယူတော့မယ်လို့ပြောလိုက်တခွန်းနဲ့ပဲပြောလိုက်တော့ပြီးပြီဇလန်းဆိုတော့ဘာပြောလဲဆိုတော့ငါ့ကိုမဟုတ်တာကြီးမဆွဆွဲနဲ့တဲ့။ तू က သူ့ယောက်ျားတင်းမောတက်ဖို့အတွက်အကုန်လုံးငွေကြီးရောထောက်ပံ့နေရောသူ့အဖေရဲ့အချိတ်ဆက်တွေနဲ့ကူညီပေးခဲ့ပြီးမှယောက်ျားကတစ္ဆာဖောက်သွားတာပေါ့နော်သူပြောတာတော့အဲ့တော့လမ်းမပေါ်ရောက်နေတဲ့အမျိုးသမီးတစ်ယောက်ကိုကဲတင်ပေးတာတဲ့ကျမယောက်ျားပြောခဲ့တဲ့စကား "तू ကစင်တင်မှာတချင်းဆိုပြီးတော့ယောက်ျားတကာနဲ့ပလူးနေတဲ့အမျိုးသမီးတစ်ယောက်ကိုလမ်းမရောက်တယ်ဆိုတော့ဘလို့ဘလောက်တောင်မှလीမကြဘူးဘူးပေါ့နော်" ူးတူးချတာစကားကြီးကျမကြားဘူးတယ်တိလားအဲ့တော့ကျမကကြာလာတဲ့ခါကျဘာဖြစ်လာလဲဆိုတော့ကိုကကိုဒီလင်မယားကိုကိုလင်မယားနှစ်ယောက်ကတောက်ကစောက်ဖြစ်တဲ့ပါဇက်ကသာမပြောရင်မယ်ကျမတို့စိတ်ထဲမှာသူလဲကျမကိုအဆင်မပြေဘူးပေါ့နော်ကျမလည်းအဆင်မပြေပါဘူးကျမမှာယုံကြည်စရာလေးစားစရာအထင်ကြီးစရာလည်းလုံးဝမရှိတဲ့လူတစ်ယောက်နဲ့အတူတူနေရတဲ့ဒုက္ခကလည်းငရဲပါပဲတိလား ကိုကလေဟိုပေါ့ဒီအာယုံတွေကိုစိတ်ထဲမှာအများနဲ့မရှိချင်လို့ဒါကျမအဲ့လိုမျိုးပဒီစိတ်တယ်ဒိတ်ထံပဒီစိတ်တယ်ဒီကိုတာသမီကိစ္စနဲ့ကိုအလုပ်လေးနဲ့ကိုအေးစေးစူးစမ်းပြီးနေတယ်ဒါပေမဲ့အဲပေါ့စိတ်ထဲမှာတော့ရှိနေခဲ့တယ်ပေါ့နော်စိတ်ထဲမှာရှိရအောင်လေကျမအဲ့လိုတစ်ချိန်လုံးဇက်ကပေါ့စီပေါ့စီပြောတာမျိုးလေကျမမပြောဘူး အဲ့တော့ဘာဖြစ်ကြလဲဆိုတော့ကျမရဲ့ကလေးလေးတွေကိုကျမနဲ့တူနေခဲ့တဲ့ဆရာကြီးဦးဝင်းမောင်ရဲ့သမီးကအဲ့တော့သူ့အမေနေမကောင်းဖြစ်တာရောသူတို့ဒီမန္တလေးမြို့တစ်ဘက်ကိုပြောင်းရမယ်ဆိုတာနဲ့သူကမန္တလေးကိုခဏပြန်တယ်ပြန်တယ်ပေါ့သူကြာမယ်ပေါ့နော်2လ3လလောက်တော့ကြာမယ်တဲ့ဆိုပြီးတော့ကျမသူမပြန်တာလဲကြာတော့ကျမပေးပြန်လိုက်တော့တက်မှာကျမမှာကလေးနှစ်ယောက်နဲ့ကျမအမျိုးသားရဲ့ဘတ်စမင်းလေးရဲညွန့်ဆိုတာပဲရှိတယ်အဲ့တော့ကျမကတကယ်တော့ဟိုဟိုတိုင်မှုဇနီး အေးကိစ္စရှင်ခေါ်တာဗာကြကျွန်မဒီကလေးနှစ်ကောင်เนี่ยအဆင်မပြေဘူးလေးထားခဲ့ဖို့အဲဒါပေမဲ့အများအားခေါ်တာတော့မဟုတ်ပေမဲ့ကိုကဒီကလေးနှစ်ကောင်เนี่ยကျွန်내ကိစ္စတွေကိုကျွန်မမလုပ်နိုင်အဲ့တော့ဗာလဲဆိုတော့အဲ့မှာကျွန်မအဲ့တက်ကဆရာကြီးကတော်တယောက်ကနေဆက်သွယ်ပေးနေအဲ့လှိုင်းသားရမှာရှိတဲ့ဒေါ်တန်းဆိုတဲ့အမျိုးသမီးတယောက်ကိုခေါ်ပေးတယ်90ကျော်ပေါ့နော်အဲ့ဒေါ်ကြီးကလေကျမကိုကျမနဲ့နေပြီးတော့ကျမရဲ့အကြောင်းကြီးလည်းတိလာတယ်ကျမစိတ်တက်လေးလည်းတိလာတဲ့ခါကျတော့သူကလေတော်တော်ကောင်းရှာတယ် သူ့ရဲ့တမီတယောက်လို့သူ့ရဲ့ဒူမတယောက်လို့ဂယူလည်းစိုက်တယ်အာပြီးတော့အဆောက်ဆာရလည်းစိတ်ချရတယ်ပေါ့နော်အဲ့လိုခေါ်ပြီးတော့ကျမနဲ့နေနေတဲ့အချိန်မှာကျမရဲ့မှတ်မဲ့ရကျမရဲ့20နဲ့အဲလေးနှစ်မြောက်23နှစ်မြောက်လားလေးနှစ်မြောက်အဲ့ဒီမွေးနေမှာမမေကနေပြီးတော့ကျမကိုကော့တောင်းရနေပြီးတော့ဆွဲချိုးလေးရဲ့လော်ကယ်လေးရဲ့မွေးလက်ဆောင်လေးပေးတယ်အဲ့ဒီဆွဲချိုးလေးကရန်ကုန်ကရွှေဆိုင်နေမှာတော့မရှိသေးဘူးသူကထိုင်း time batch တွေနဲ့လုပ်တဲ့ဆွဲကြိုးဒီဇိုင်းလေးပြောင်းလက်ပြီး spring လို့အတွန်း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 လေးနဲ့ locket လေးကလည်းခေါင်းလောင်းလေးခေါင်းလောင်းလေးကလည်းသူကလေအတန်လေးလည်းမြည်တယ်လှုပ်လှုပ်လေးအထဲရလေးကျမအရန်ကြိုက်တယ်ကျမကတကယ်တော့ဆွဲကြိုးကြိုက်တဲ့လူမျိုးမဟုတ်ဘူးကျမဆွဲကြိုးဆွဲရင်ကိုယ်လည်းပဲညစ်တယ်လို့ခံစားရတယ်ကျမ အိမ်နေကျွန်မဘာမှတုံတုံမို့ဒါပေမဲ့ကျွန်မအိမ်နေဝတ်တာကျွန်မလက်ကောက်ပဲဝတ်တာများတယ်ဆွဲကြိုးဘယ်တော့မှမဆွဲဘူးဒါပေမဲ့မေပြည့်ရဲ့မွေးနေ့လက်ဆောင်23နှစ်ပြည့်မွေးနေ့မှာအဲအဲ့ဆွဲကြိုးလေးကိုကျွန်မအရင်ကကြိုက်တော့ကျွန်မဆွဲထားတယ်ဒါပေမဲ့ तू ကပျော်ပျော်လဲ့လဲ့နဲ့ तू ကလေးတွန်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 းလေးနဲ့ဆက်ဖြတ်လေးဆိုတော့ရေချိုးတဲ့ခါကြလို့ရှိရင်အဲ့လိုမျိုးတပတ်တုံရင်ပါပဲညီတော့အိမ်နေကကျွန်မရေချိုးတဲ့ချိန်မှာဆွဲကြိုးလေးကိုကျွန်မဟိုတက်ကအိမ်ကအမှန်တင်ကုန်လေးမှာကျွန်မဆွဲကြိုးလေးကိုချွတ်ပြီးတင်ထားလိုက်တယ်တင်ပြီးကျွန်မရေချိုးရေချိုးတာကြဘယ်တော့မှမကြပါဘူး15မိနစ်မိနစ်10ပေါ့အဲ့ဒီချိန်မှာလေး ဟိုဟာပေါ့ကိုကြီးကရုံကနေပြန်ရောက်လာပြီမျိုးသားပြန်ရောက်လာတာတည်ရသူအိမ်ရှိမှသူဘာလုပ်နေလဲတော့မသိခဏကျွန်မရေချိုးပြီးတော့ဟိုဟာအဝတ်စားတွေပဲဝတ်ပြီးတော့ဆွဲချိုးလေးကိုကျွန်မဟိုဟာပေါ့ပြန်ဝတ်မယ်ဆိုတော့ကြည့်ရခင်မှာကျွန်မမှန်နေကောင်မှတင်လာတော့ကောင်းကောင်းမှတ်မိတယ်လုံးဝမရှိတော့ဆွဲချိုးပြတ်အဲ့နဲ့ကျွန်မအိတ်ခမ်းထဲကနေထွက်လာပြီးတော့ကိုကြီးလို့ဆွဲချိုးတွေ့လာရေဆိုမတွေ့ဘူးလေတဲ့ဘလို့သိမှလဲနေဆွဲချိုးတဲ့နော်အဲ့နဲ့ အဲဆာဒေါ်တန်းကိုဒေါ်တန်းကလည်းမိဖို့ကြောင်းမှာအဲ့ဒီသူဟင်းလီနှွေးပေးနေရတာမသိဘူး။ तू ကလည်းဒေါ်တန်းကကျမအိမ်ရောက်ပြီးတော့ကြောက်ရောက်တဲ့နေရာဆပြီးတော့အခုဒီဒီနေ့ဆွဲချိုးပြောက်တဲ့ချိန်ကြီးကိုတခါမှကျမအိမ်ခန်းထဲမဝင်ဘူး။အဲ့ဒါအဲတေချာလာကိုကြီးတို့အိမ်မလို့ဟိုငါရဲ့နေရဲ့လို့ဒေါ်တန်းရဲ့ပဲရှိရ။ဒေါ်တန်းကငါအခန်းထဲတခါမှမဝင်ဘူးလို့ဝင်းကုန်မဝင်တာသူစကားပြောစားရှိနေအောင်အခန်းအပြင်မှာကျမတို့ကခလေးပစ္စည်းလေးငယ်ငယ်လေးရှိတော့ဟိုချင်းလုံးတန်းစကားလေးတတ်ထားအဲ့ချင်းလုံးတန်းစကားအပြင်ဘက်ကနေပဲကျမတို့ပြောတာ မဆပေရေးတမိရေးဘာဘလို့ဘာဘလို့အတော်ဘာကြီးလောက်ထားရမလဲဆိုတာမျိုးပြောတခါမှခံနေမဝင်ဘူးအဲ့နေမဟုတ်ဘူးကိုကြီးဒီအိမ်မှာနင်းရငါရဒေါ်သန်းပဲရှင်ဒေါ်သန်းဒီစရောက်ခဲ့တဲ့အခုတလပြည့်တော့မယ်တခါမှငါအခံနေမဝင်ဘူးအဲ့တော့ဒီဆွဲချိုးကငါမှန်တေကုန်မှာငါရေမချိုးခင်ချွတ်ထားခဲ့တဲ့ဆွဲချိုးပျောက်စရာအကြောင်းမရှိဘူးဆိုတော့အဲ့ဒါဆိုနင်းရတဲ့ငါဘာလို့ရမှာနစ်ဆွဲချိုးဆိုပြီးတော့စိတ်တွေပိုင်းတူပြီးတော့ပြင်ထွက်သွားတော့ကားနဲ့ ကျွန်မဒေါ်တန်းကိုပြပြတယ်ပေါ့ဒေါ်တန်းရဲ့လို့ကျွန်မဆွေးကြည့်တွေ့မိလားဆိုတော့သူကတကယ်မတွေ့မိပါဘူးဟိုတမိရဲ့တဲ့အတော်မတွေ့မိဘူးဟောတဲ့အတော်ဗမာထားမိလို့လေပေါ့နော်အဲ့နဲ့ကျွန်မရေချိုးတော့လေလို့မန်ဒီကောင်မတင်နာခဲ့မိတာလို့ဆိုတော့သူ့အနေနဲ့မတွေ့ဘူးပြောတာသူမညာဘူးဆိုတာကျွန်မယုံတယ်အဲ့နဲ့ကျွန်မကိုလိုက်ရှာတာပဲသူကလေဟိုအတော်လိုက်ရှာပြီးမယ်ဘယ်နေရာမှာတမိထားတဲ့နေရာလေးပြောပေါ့နော်ခေါင်းအောက်တီရောဟိုမှုရကြားရောဂရင်ကြားမန်ဒီကောင်နဲ့ကျွန်မတို့အဝတ်ထဲတဲ့ဘီရိုအပုလေးကြား ြောင်းတက်နေအောင်တညက်နေလုံးရှာတာမတွေ့ဘူးမတွေ့တော့ကျမတွေတော်တော်လေးစိတ်မကောင်းဖြစ်တယ်တည်လားဘာလို့လဲဆိုတော့ကျမတော်တော်လေးဆွဲချိုးမဆွဲတက်ဘူးဒါပေမဲ့ဒီမွနေ့လက်ဆောင်မွေမေးပေးတာကျမဘဝမှာဒါအကြိုက်ဆုံးမွနေ့လက်ဆောင်လေးမို့လို့ကျမတမျောတယ်ဘယ်ရောက်သွားလဲပေါ့နော်ဘလို့မှစဉ်းစားလို့မရအောင်အဲ့ဒီမှာည၈နာရီခွဲ9နာရီလောက်ကြာတော့ကိုကြီးကရက်ဒီမူဝီပြန်လာပြီးတော့တောင်းချမ်းတာဒေါ်တန်းယူရဲဆိုပြီးဒေါ်တန်းကိုဓာတ်နဲ့ထုံးမယ်လောက်တာနော်ကျမလေးအရန်အံ့အိုရတည်လား ကိုယူရယောက်ျားတယောက်စိတ်တက်အမှန်ဆိုရင်ဒါသူ့ရဲ့ဟိုဟာအကြီးတော်အရွယ်ပါနော်ပြီးတော့ကျမပြောပြီးသားကျမအခန်းကိုဒေါ်တန်းကဘယ်တော့မှမဝင်ဘူးအဲ့ဒါကိုမနော် तू မလုံနာပြသိလားအဲ့ဒီကျမသူ့ယူတယ်လို့စိတ်ထဲကလေတန်တရားမဖြစ်သေးဘူးနော်ဒေါ်တန်းကိုအဲ့နင်းဟိုအရခမရတယ်မဟုတ်တာသူများလေများအိမ်မှာလာနေပြီးတော့မဟုတ်တာကြီးပြောတယ်တဲ့ဒီဆွဲကျုပ်ကိုကျုပ်ရယ်လို့ခမရပြောတာလားဒီပိုင်းဘယ်ဒေါ်သန်းတခုံးမှပြောဒေါ်သန်းတိလည်းမသိဘူးအဲ့ဒါကိုလေ ဦးကျမကိုလည်းပိုက်ရမ်းတာဗောနော်အရက်တွေမူးအောင်တောက်ပြီးတော့ဓာတ်နဲ့ထိုးမယ်ဆိုကျမဒေါ်တန်းကိုဝင်ကားဝင်ဆွဲအဲ့တညလုံးကလေကျမတော်တော်စဉ်းစားရည်တိလာစိတ်လည်းတော်တော်မကောင်းဖြစ်ရတယ်အဖွားကြီးကကြောက်ပြီးတော့လေမျက်ရည်တွေကြောက်ငိုဗောနော်အဲ့ဒါနဲ့အခန်းထဲကိုတော်တော်သူ့အခန်းလေးတခန်းပေးရတာရှိတော်တော်ဝင်နေလိုက်ပါဆိုပြီးတော့ကျမအခန်းလေးကိုတော်တော်အထက်ကချက်ထိုးလိုက်တော့ဗောနော်ဒီညထွက်မလာနေတော့ဗောနော်အဲ့ပြီးလဲပြီးတော့တောင်းချမ်းပြီးတော့ပြန်ထွက်သွားပြန်တော့တညအောင်ပြန်မလာအောင် ကျမပြန်မလာလဲကျမဖုန်းမဆက်တော့ဘူးဆက်လည်းမဆက်တော့ဘူးဒါပေမဲ့ကျမကတ냐အလုံးစဉ်းစားတာသူ့ဘာဖြစ်တာလဲပေါ့ဆွဲကျူးပျောက်တာကိုသူ့ကိုမေးတယ်ကိုကြီးတွေးမိလားလို့မေးတာဒါကျမမေးရမလဲဒီအိမ်မှာကျမရဲ့သူ့ရဲ့ကျမကလေးပစ္စည်းလေးနှစ်ယောက်ရဲ့ပြီးတော့ဒေါ်တန်းရဲ့ပဲရှိတယ်သူ့ရဲ့ဗက်စမီရဲညွန့်ကလည်းအဲ့အချိန်မရှိဘူးဘာရရောက်နေလားအဲ့ဒါကိုပေါ့ဒေါ်တန်းကိုဓာတ်နဲ့ထိုးမဲ့တယ်ဗျာအဲ့လိုဓာတ်တွေပါကြီးဆွဲပြီးတော့လောက်တာကျမဘုံကတခါမှမမြင်ဘူးတိလားကျမအရန်လဲကြောက်သွားတယ် ယုံလဲရမ်းယုံသွားတယ်စိတ်တော့သိလားအမှန်ဆိုရင်ကိုစီမှာကို့အတွက်ကူညီပေးဖို့ရောက်နေတဲ့ကို့ကြီးတော်ရွယ်တယောက်ကိုခမားယူတာခမားအဲ့ဒါကိုခမားယူတာဆိုပြီးတော့ကြုတ်ကိုလွှဲချတာဆိုပြီးတော့ဘာမှမဆိုင်တဲ့ခေါင်းစဉ်တွေတက်ပြီးတော့ပြဿနာကြီးရှာတာပေါ့နော်အဲ့နေညတညလို့ကျမဘာစဉ်းစားမိတော့ကျမအဲ့လိုမရောက်ကျမကလေကျမဘုရားအဲ့လိုမပြောရနေကျမဘယ်တော့မှမရှိဘူးကျမဘလောက်ပဲစိတ်ညစ်စရာရှိရှိဘလောက်ပဲဟိုစိတ်ထဲမှာပူပင်စရာရှိရှိကျမညပြတော့ကောင်းကောင်းအိတ်တယ် ဘာလို့ဆိုကျမအဲ့ညမအိတ်တဲ့ခါကျရင်လူတွေလူတိုင်းလူတိုင်းညမအိတ်မနဲ့ကြလို့ချင်းကျမတို့ကောင်းမွန်တဲ့အတွေ့တွေကောင်းမွန်တဲ့လူတွေဘယ်တော့မှမလုပ်နိုင်တော့မစဉ်းစားနိုင်တော့ခေါင်းကမကြည့်ဘူးလေအဲ့တော့ဒါမဲ့အိတ်ညတညောင်ကျမအိတ်မပြောဘာလို့အိတ်ပြောလဲဆိုတော့ဒေါ်တန်းမယူဆိုတာကိုလေသူလည်းသိတယ်ကျမလည်းသိတယ်ဒါပေမဲ့သူဘာဖြစ်လို့ဒေါ်တန်းကိုဓာတ်နဲ့ထုတ်ပြမယ်လို့ဒီလိုမျိုးရိုင်းရန်ကားတဲ့အပြုတ်အမူတွေကျမပထမဦးဆုံးမြင်ဘူးတာပါလောက်ရတယ်လေပေါ့ เอกณะดีซ้วยจูตูดาล่ะဆိုတဲ့တန်တရားအေးညတညလုံးကျမစဉ်းစားပြီးတော့သူ့ရဲ့အပြုတ်အမူတွေအဲ့လိုမျိုးရန်ကားတာတွေကိုကြီးတော်ရွယ်ကြီးတယောက်ကိုမတော်မတရားဆွတ်ဆွဲတာတွေကိုကြည်ပြီးကျမကောက်ချက်ချလိုက်တယ်ဒါကိုကြီးယူသွားတယ်ထင်တယ်ဒါပဲရှိရပျောက်စရာအကြောင်းမရှိဘူးကျမအခန်းထဲဘယ်သူမှလည်းမဝင်ဘူးအဲ့ဒီကျမတန်တရားတကယ်မှန်နေခဲ့တယ်တည်လားဆွဲချိုးပျောက်တဲ့အချိန်မှာကျမရက်ခွာယူ